တီစီယာချန်နံပါတ်ကလည်းကိုလမ်းနံပါတ်ကလည်းအာတော့ကလမ်းဆိုတာပေါင်းချင်းက6ပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်6ခန်းနေရလာပြီးတော့စုပြုံပြီးတိုက်ဆိုင်နေရဆိုတဲ့အခါကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့6ခန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လည်းဖြစ်တဲ့အခါကျတော့ကဲဒီနှစ်ကတော့ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်ကောင်းထည့်ဖော်မယ်ဆိုပြီးတော့အာစိတ်ကူးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံး target ပေါ့လေဒီ2025ကတော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေရာမဖြစ်မနေပါ ောင်းလေပေါ်ကြတော့မယ်ဆိုရယ် target လေးကိုကျွန်တော်ထားခဲ့တာပေါ့เนาะဆိုတော့ကျွန်တော်တို့လက်ထက်ခွင့်ကလွန်ခဲ့တဲ့3နှစ်ကတည်းကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်ထားရလဲရှိတယ်အဲ့ဒါလည်းခုနအောင်းလေးကိုမပြောလိုက်ရအောင်အဲ့ဒီဗီဒီယိုဘယ်သူမှမဟုတ်အောင်းလေးပဲရိုက်ပေးတာလားအောင်းလေးကအဲ့အဲ့ဒီထဲမှာဇက်ဖို့သူကကျွန်တော်လက်ထက်ခွင့်တောင်းတဲ့ဟာကသူကဇက်ဖို့ဘေးနားနေမြန်မာကားတွေမှာလေနောက်ဆုံးကျရင်ပြောရအေးဆိုအဲ့လက်ကုတ်တွေထဲမှာသူပါတယ်ဒီကတော့သစ္စာရှိရပါတော့မမဘို့သစ္စာရှိတာ ဒီတော့ဒီသမီးစားတဘာဝဆိုတာဘယ်လိုပြောမလဲအာနေချက်အာတာချက်တွေရှိတယ်လေ။ကောင်းတာဆိုတာတွေလောကဓာတ်တက်ကြတွေအများကြီးရင်ဆိုင်ရတယ်ပြီးခန့်ရတယ်။အမလီမလုပ်ပါအဲတခါတည်းမွေးမရမယ်ကိုရောက်ဆိုသူ့ရဲ့မွေးကလည်းမွေးမရဘူးကိုကသူကကိုရကိုဝင်ဆောင်ဘူးတော့ဒီမှာဆောင်တာ အခုကျွန်တော်ဒီနေ့ကတော့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်နေရန် for travel and tour လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းနှစ်ခုကိုကျွန်တော်ကဒါ share ဝင်တဲ့သဘောပေါ့လေ share ဝင်တဲ့သဘောအနေနဲ့ကျွန်တော်ကဒီရှိပြီးသားတကယ်တော့သူတို့ဒီလုပ်ငန်းကကျွန်တော်တို့လုပ်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကသူစ run နေပြီပေါ့နော်ကျွန်တော်လည်းအခုမှဒါစကားဆက်ဆက်နေတယ်မှာကျွန်တော် share ဝင်မှုဖြစ်လာတဲ့အခါကျတော့ဒါ ဒီနေ့ကတော့ကျွန်တော်တို့ကဖွင့်ပွဲလို့သုံးလိုက်မယ်တကယ်တော့ဖွင့်ပွဲတော့မဟုတ်ပါလေအဓိကတော့ကျွန်တော်မိတ်ဆက်ပွဲသဘောမျိုးနေတာအချင်းယုံနေကျွန်တော်လုပ်တဲ့ပွဲလေးပါခင်ဗျာဟုတ်ကျွန်တော်တို့အမှုပညာလုပ်ငန်းကဥပဒေပြောရရင်လက်ရှိမှာကအရန်ကြီးဟိုတိတ်ပြီးတော့ဟိုမရရတာပေါ့နော်ဒါကလည်းကျွန်တော်မရရတာလည်းဖြစ်ရှင်လည်းဖြစ်မှာပေါ့လေဆိုတော့ကျွန်တော်အနေနဲ့ကျတော့တိတ်ပြီးတော့ရဲကွေးတွေနေလာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အနာဂတ်အတွက်အခုဆိုရင်ကျွန်တော်လည်းဒါတဖြည်းဖြည်းနဲ့လေးထိပ်စီးတော့ရောက်ခံနေပြီပေါ့ဆိုတော့ကျွန်တော်ကကြံရှိနေတဲ့အနာဂတ်အတွက်ကိုကျွန်တော်တို့က စီးပွားရေးတစ်ခုလုံးဝဖြစ်မယ်ဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်လည်းတခြားသောလုပ်ငန်းတွေလည်းကျွန်တော်အများကြီးစဉ်းစားသေးတယ်ဒါပေမဲ့အဲဒါလေးကအခုရေကန်အသင့်ကြာအသင့်လို့လည်းဖြစ်သွားတာပေါ့လေကျွန်တော်အခုမှဒီလုပ်ငန်းကိုလည်းစပြီးမြေဆန်းခရမ်းမျိုးလုပ်တာလည်းမဟုတ်ဘူးတို့လုပ်ငန်းတွေတစ်နှစ်လောက်တည်းလှုပ်ထားပြီးသားလုပ်ငန်းကိုကျွန်တော်အနောက်ကနေ follow လေးလိုက်ပြီးတော့ကျွန်တော်လုံယုံမဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လည်းပို့ပြီးတော့အဆင်ပြေမှာဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ share ဝင်ဖြစ်တာပါဒီ Neon Four Travel Company ကိုတတိဆိုရင်လည်းတကယ်ဘာသာရေးသမားပေါ့နော် နေဝင်ဆိုရင်လည်းစကားပြောကြည့်ရဲ့အချိန်ခါမှာဘာသာရေးသမားဖြစ်တဲ့နေစဉ်ကိုတကယ် ဒါနတွေတော်တော်များများကိုပြုနေရအောင်သိရတယ်ပေါ့နော်သူဘာသာရေးလုပ်တယ်ဆိုရလဲတဲ့ဘာသာရေးလုပ်တဲ့သူဒါနတွေကုသိုလ်တွေကဟိုစကားပြောကြည့်တဲ့ချိန်ကမှမတမအောင်လေးစားစရာကောင်းတဲ့အချက်တွေတွေ့ရတယ်ပေါ့နော်ပြီးတော့ဟိုအရင်လဲသဘောကောင်းတဲ့ဟိုကွန်မဏီပန်ရှင်တစ်ထေးပေါ့အဲ့ဒီကနေဒီ share လုပ်ငန်းတွေဒီ travel နဲ့ပတ်သက်တာ intermediate ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီမှာဟို share ဖြစ်ဖို့အတွက် ဆိုတော့ဒီမှာဟိုအကြံဉာဏ်ပေးလိုက်တာပေါ့ဒူဒူလို့ဖို့ကောင်းတဲ့ကောင်းတဲ့ရေစက်ဆောင်ခြင်းနဲ့တွေ့ရဆိုတော့အဲတကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတည်းကဒါကျွန်တော်တို့ကစီစဉ်ထားတာလေးရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းအကြောင်းလေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြေးပိုင်းပေါ့လေဥပလင်းပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတခုမရောက်သေးတဲ့အခါကျတော့ကျွန်တော်တို့မှာခြေတုံခြားတုံလေးတွေ ဖြစ်နေခဲ့ရတဲ့အချိန်လေးတွေရှိတာပေါ့နော်ဆိုတော့အဲ့လိုကနေမှကဲဒီနှစ်ကတော့ကျွန်တော်တို့ပုံဝင်လင်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်အဲသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့အဲတမီးစားစဖြစ်တာကဒါကိုးရကိုးလ2000ခွန်ပေါ့နော်2000ခွန်ပေါင်းလိုက်လည်းကိုးပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ခွန်ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်16နှစ်ပေါင်းလိုက်လည်းဒါကိုးပဲအဲကိုးပဲ ပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်လဲ9ပဲပေါ့နော်ဆိုတော့ဒါ9ကနန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လဲဖြစ်တဲ့ခါကျတော့အဲဒီနှစ်ကတော့ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရောင်းအောင်ကောင်းထေဖို့မယ်ဆိုပြီးတော့အာစိတ်ကူးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံး target ပေါ့လေဒီ2025ကတော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နှစ်ယောက်မဖြစ်မနေပါကောင်းထေဖို့ကြတော့မယ်ဆိုတဲ့ target လေးကိုကျွန်တော်ထားခဲ့တာပေါ့နော်ဆိုတော့အဲကံကောင်းခြင်းတော့လေဒါဒီလိုမျိုးထားတဲ့ရွယ်ချက်ရှိနေတဲ့အချိန်မှာပဲ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ဒီနှစ်ကတော့ဒါကျွန်တော်တို့အတွက်ကံကောင်းခြင်းများစွာသဘောလက်ကောပေါ့နော်အဲ့မအဲ့လိုပဲပြောမှာပေါ့ဘာမှတော့ရိုင်းကျင်တဲ့နေမှာပဲဒီနေ့မှာเนาะခင်ဗျားဟိုနှစ်ကြိုင်ညောင်းတဲ့အားရမင်္ဂလာပွဲလေးဖျောက်တော့မှာဆိုတော့ဝမ်းသာပါတယ်တော့ဒီကတော့သစ္စာရှိရပါတော့ဘာမှပိုသစ္စာရှိအောင် ဒီတော့ဒီသမီးသားတဘာဝဆိုတာဟိုဘယ်လိုပြောမလဲအာနေချက်အာတာချက်တရှိတယ်လေ။ကောင်းတာဆိုတာဒီလောကဒဏ်တက်ကြရင်အများကြီးရင်ဆိုင်ရတယ်ပြီးခံရတယ်။ဒါတွေတော်တော်လေးကိုပြီးခံနိုင်ပြဿနာရှိနိုင်မှာရတာပေါ့။အဲ့လိုသူလည်းဟိုအမဘုံမှာသစ္စာရှိတယ်။ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြာရင်တော့ဟိုညှိနိုင်ရတာပဲပေါ့နော်။အဲပုံမှန်လေးပြောရရင်တော့ကျွန်တော်တို့ဒီ session နဲ့အတွင်းမှာဆိုတာလဲဒါ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဒါပြဿနာပေါင်းများစွာနဲ့ပေါ့နော်အကောင်လုံးပြဿနာပေါင်းဆိုတာလည်းဒါလူမျိုးရေးစီးပွားရေးစသည်ဖြစ်ပေါ့အကောင်လုံးအဓိကတော့နံပါတ်1ကတော့စီးပွားရေးပေါ့လေစီးပွားရေးဆိုတာဒါကျွန်တော်နှစ်ယောက်ဆိုတော့လည်းအမှုပြလုပ်ငန်းတွေလုံခြုံရသူတွေဖြစ်တယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲလိုတဲ့လိုချင်တဲ့ target မျှော်မှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့ငွေကြေးပြည့်စုံမှုကလည်းဒါမျှော်မှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့တခါလေကျရင်ကြောက်ကစားဖြစ်တာရှိရတယ်တခါကျရင်လည်းပြတ်မလို့လို့တွေဖြစ်တာရှိတယ်စိတ်ဆိုးလိုက်ရန်ဖြစ်လိုက် ဟိုတကြဖြတ်ကြပေါ့တကြဖြတ်ကြဆိုတော့ဘယ်လိုပြောရမှာမဟုတ်ပါဘူးလို့ပေါ့ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့ဖြတ်တန်းလာခဲ့တာဒါ session နဲ့တကူဖြစ်လာပြီပါဝါနုပညာလုံးချင်သေးရလဲပါပေါ့เนาะအရင်တော့အပြင်အပြင်မာဗီဒီယိုကားတွေရိုက်ခဲ့တာပေါ့နောက်မှကိုကိုနေရာလေးတခုလေးရချင်တော့အမဒီဟိုးနဲ့စာချုပ်ချုပ်ပြီးတော့ကိုကနုပညာဆက်လုပ်ချင်သေးတော့အဲမယူပြတ်သေးရလဲပါတယ်ပြီးတော့ကိုရဲ့မိဘအောင်လဲကြည်ချင်သေးရလဲပါတာပေါ့เนาะအဲ့လိုမျိုးကြောင့်လဲနည်းနည်းအဲ့လိုမျိုး နားလည်မှုနဲ့ပဲဒီလိုပဲလူပညာလုံလိုက်ဒီလိုယူဖို့ဘယ်လိုမျိုးမရောက်သေးရလဲဖြစ်တာပေါ့နော်ဒီလူတွေကလည်း session နဲ့ဆိုတော့အာတခုပြောလိုက်ပြီဆိုရင်အာမျိုးစုံတော့ပြောကြမှာပါပဲအာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိရမလား session နဲ့တော့ကြာပြီတွဲနေရအာဘာဖြစ်တယ်ညာဖြစ်တယ်အာယောက်ျားလေးကတော့ဒီလောက်ထိတွဲနေတာဒါမယူသေးတာတံမိုးမထားလို့စသည်ဖြစ်ပေါ်ဒါမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်းကိုရီပဲသိတာပဲလေနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်တို့လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုက အဲ့ပြောတဲ့သူတွေရတယ်ဒီနှစ်ယောက်ရဲ့ဘဝရှိရွတ်ဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်သလိုအာသူတို့ကတော့သူတို့ပါဇက်တယ်ရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြီးလည်းလိုက်ပြီးတော့ခေါင်းနဲ့ထဲမနေပဲနဲ့ကျွန်တော်တို့နှစ်ယောက်ကိုဘဝဖြတ်သန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောသလိုပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အနာဂတ်အတွက်ကိုဒါနောက်ထပ်ခြေလှမ်းတစ်ခုအစားပြုခြင်းပါပဲဟုတ်ကိုကြီးကိုရဲ့ကိုလာပါဘူး ကိုရကိုလာပဲပေါ့အမုံကိုရကိုလာရွာတွင်းလေးစောင်းလို့မရအောင်လေဟိုနေရတော့အခုရှာနေတော့ရှာနေတော့ဆိုတာကအာလာတော့မှပဲ surprise လုပ်မယ်ကျွန်တော်ပြောရင်ပေါ့တော့မှနေရတော့ရှာနေတော့ရက်ကတော့ဒါဟိုမျောမန်းထားတဲ့ရက်တော့ရွေတာရွေတာပြီးပြီပေါ့လေဒါပေမဲ့အဲရွေတာတဲ့ရက်နဲ့ကိုလိုချင်တဲ့နေရာနဲ့ကကိုက်ညီအောင်ပါဟုတ်ဆိုတော့ကျွန်တော်နေရာလေးရှာနေရယ်နေရာလေးရှာနေရယ်မတွေ့သေးဘူးပေါ့လေကျွန်တော်ကတော့ခုနကပြောသူပေါ့ဟို ဘယ်လိုပြောမလဲဟိုတယ်ကြီးတွေမှာတကယ်ဟိုဟာကြီးတွေမှာအဲ့လိုမျိုးကြီးလဲကျွန်တော်တို့လည်းဟိုမဆောင်နိုင်ဘူးလေဒါပုဂ္ဂိုလ်ရင်းပြော တော့မဆောင်နိုင်ဆိုတာကအဲ့ဒီမှာကျွန်တော်တို့တုံးလိုက်ပြီးတော့ကျန်တာကျွန်တော်ကအဲ့မှာပတ်စံတွေကုန်ကျသွားပြီးတော့ကျန်တဲ့နေရာမှာကျွန်တော်တို့စီးပွားရေးလုပ်လို့အလုံးမဖြစ်ဘူးဆိုတော့ဘာလို့မှလဲလေနော်အဲ့တော့ဟိုတင်းတင်းလျှောက်ပတ်တော့တင်းနှောင်းတင်းတယ်လေးနဲ့တင်းတင်းလျှောက်ပတ်တော့အိန္ဒိယရတော့နေရာမျိုးလေးကိုအခုကျွန်တော်တို့ရှားနေပါတယ်အာတကယ်လို့ အဲရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ surprise လုပ်ပါမယ်ကြိုးမပြောသေးပါဘူးเนาะကျွန်တော်တို့လက်ထက်ခွင့်ကလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်ထားတာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလေးကိုမပြောလိုက်အောင်အဲ့ဒီဗီဒီယိုကဘယ်သူမှမဟုတ်အောင်းလေးပဲရိုက်ပေးလာတာအောင်းလေးကအဲ့အဲ့ဒီနေရာမှာဇက်ဖို့ ွားအဲကျွန်တော်လက်ထပ်ခွေတောင်းတဲ့ဟာကသူကဇက်ဘူဘေးနားနေမြန်မာကားတွေမှာလေနောက်ဆုံးကျရင်ပြောရဲအေးဆိုအဲ့လက်ခုတွေထဲမှာသူပါတယ်အဲ့တော့သူ့တော့ခွလာမမေးလိုက်အဲ့ဗီဒီယိုဘယ်တော့တင်ပါလဲဆိုတာမေးအောင်ပါသူ့စီမှာပဲရှိတာသူ့စီမှာပဲရှိနေတာဗီဒီယိုကကြည့်ရသူစောင့်တော့ဆိုတော့တိတဲ့အချိန်မှာသူကောက်တယ်မှာသူတော့တေချာမပြောရသေးဘူးအဲ့ဒါကုနာမားတော့ဟိုပါဘောဟိုနှစ်တိုင်းပြောရရင်ဒီ ချို့ကြတော့လည်းစိတ်ဆက်တယ်မင်္ဂလာဆောင်တယ်ပေါ့နော်မင်္ဂလာယူကြတယ်မြန်မာနမိတ်ရအတိတ်နမိတ်ကောင်မင်္ဂလာယူရပေါ့ကိုကကြတော့နာမည်ဧည့်သည်တွေကိုကြည်ရတယ်အခုဆိုရင်ပူတယ်ပေါ့နော်ညာသေးဦးလူကတော့အေးအေးဝဝနဲ့ညနေပိုင်းဆောင်ရတာကိုစိုက်တယ်လို့ပြောဆိုလာရသူကလည်းဟိုမပူတော့ဘူးလीမပူတဲ့အချိန်ဆိုတော့ညနေပိုင်းအေးအေးဆေးဆေးလာရတဲ့နေရာမျိုးအဲ့လိုမျိုး ်ဟိုအဲ့ဒါမင်္ဂလာပွဲရောက်ဝင်တဲ့ခါပြန်ပူသွားလိုက်မယ်ညနေပိုင်းဆိုတော့သူကပလင်းလေးတွေပါလာတော့ခါထပ်ပူသွားတယ်ပေါ့နော်မနက်စောကြီးဆိုအေးလည်းမဝါဘူးပူပူလောင်လောင်နဲ့ပြင်ဆင်လာရတယ်ပေါ့ဒါဆိုကိုကညနေပိုင်းဆောင်းလာတာစိုက်တယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးစိုက်တယ်ပေါ့ပြောတာကျိုးတော့မပြောသေးပါဘူးเนาะလာမှာပဲညတော့ညနေတော့မှာပဲခန်းနာတာလည်းခန်းခန်းနာတာတော့မင်းကလေးတိုင်းစိုက်တာပေါ့เนาะအဓိကတော့ကိုလာမဲဧည့်သည်ဘိုင်းဝါစီတင်တဲ့ကောင်းကောင်းမွန်မွန်လေးချွေးမွေးပြီးတော့အဲ့လိုလေးဖြစ်စေတယ်ကောင်းကောင်းမွန်မွန်လေးပေါ့တင်းတင်းလျောက်ပတ်ပြီးတော့ အမ်ဘယ်လိုပြင်လဲဆိုတော့ကျွန်တော်ခုနကပြောဆိုပဲဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကကိုးကြိုက်တဲ့သူတွေဆိုတော့ကိုးကနေကြိုက်တဲ့သူဆိုတော့ဒါဒီနှစ်ကအကုန်လုံးနဲ့တိုက်ဆိုင်တဲ့နှစ်လည်းဖြစ်တဲ့အခါကျတော့ အဲအဲ့ဒါကြောင့်လည်းပါမလားတော့မသိဘူးပေါ့လေဒါအခုဒီလုပ်ငန်းလုပ်ဖို့အတွက်လည်းဖြစ်လာတယ်ပြီးတော့အခုကျွန်တော်တို့ဒီလုပ်ငန်းတီရှိရာခြံနံပါတ်ကလည်းကိုလမ်းနံပါတ်ကလည်းအာတော့ကလမ်းဆိုတာဒါပေါင်းခြင်းကကိုပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်ကိုကနေနေရလာပြီးတော့စုပြုံပြီးတိုက်ဆိုင်နေတယ်ဆိုတဲ့အခါကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ် အမလီမလုပ်ပါဘူး။အဲတခါတည်းမွေးမရမှာကိုရောက်ဆိုသူ့ရဲ့မွေးကလည်းမွေးမွေးပါမွေးမရ။ကိုကသူကဦးရဲ့ကိုဝင်ဆောင်။ဦးတော်ဒီမှာဆောင်တာ။ဒီနေ့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်နေရန် for travel တို့အာဒါလုပ်ငန်းနှစ်ခုပေါ့နော်လုပ်ငန်းနှစ်ခုရဲ့ဒါမိတ်ဆက်ပွဲလေးဖွင့်ပွဲလေးမှာအခုကျွန်တော်တက်ရောက်လာပေးတဲ့ကျွန်တော်ချစ်ခင်သောကျွန်တော်ရဲ့အမှုပညာညီကိုမောင်သမားတွေ နောက်တခြားသောလုပ်ငန်းရှင်တွေမိတ်ဆွေတွေအပေါင်းအသင်းတွေစသဖြင့်ပေါ့အားလုံးအားလုံးအားလုံးတူတူတယောက်ချင်းမကြံတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုကျွန်တော်ဘက်ကတော့တူတူတယောက်ဟိုကျွန်တော်ဘက်ကတော့တယောက်တည်းဟိုအဲ့ခံရသလိုဖြစ်သွားတဲ့အခါကျတော့အဲ့ဝမကြည့်ပြန်တာတွေဟိုလေးဟင်းတို့ဖြစ်တာရှိလို့ရှိရင်လည်းကျွန်တော်ပြန်လုပ်ပေးပါနားလည်ပေးပါလို့ညွှန်းညွှန်းလည်းတောင်းပန်ပါတယ်လို့အဲ့တော့ဟိုရှေ့ဆက်ပြီးတော့လည်းအဲကျွန်တော်တို့ရဲ့ဒီလုပ်ငန်းလေးမှာယုံကြည်စိတ်ချစွာနဲ့လာပြီးတော့လာရောက်ဆက်သွယ်မေးမြန်း အနှံ့နိုင်ပါတယ်လို့ဒီကိုတော့ကိုရဲ့အကောင့်မှာလာပြီးတော့စာလမ်းကျွန်တော်ရဲ့အကောင့်သို့မဟုတ်ကျွန်တော်ရဲ့ page မှာလည်းလာပြီးတော့မေးမြန်းလို့ရပါတယ်ဟုတ်ရဲ့မလွင့်ရသေးရဲ့ဇလန်တွဲအစ်စ်လေးနှစ်တွဲရှိရပေါ့နော်လွင့်တော့မလွင့်သေးဘူးဇလန်တွဲလေးလာရင်လည်းအပေးပါအောင်လို့ဒီကိစ္စမှာ